ရင်းနှစင်နီပါပိတ်ထားတဲ့တည့်ရချောင်းမျိုးနဲ့ကာနေပလောက်ထီတွဲပိတ်ကာလန်ကိုပြန်လည်တွာလာခွင့်ပြုလိုက်တယ်လို့နိုဝင်ဘာလ28ဒီကနေ့မနေ့မှာကရင်မျိုးသားလွမြောင်ရေးတပ်မတော် KNL တိုင်းရင်စနစ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်စီလိုအပ်ချက်အရ KNL တပ်ဖက်ကနိုဝင်ဘာလ10နေ့ကစာပေ28ရက်နေ့မနေ့ပိုင်းတည်းတည့်ရချောင်းပလောက်လမ်းဘက်ကိုရင်းနှစင်နီပါပိတ်ထားခဲ့တာပါ လမ်းပိတ်ထားတဲ့အဲ့ဒီလမ်းတစ်လျှောက်မှာရှာနေချည်တဲ့ကိုတင်ကားနဲ့ခီးတဲ့တင်ကားပဲပိန်မိခဲ့ကြပါလေလမ်းပိတ်ထားတဲ့တွေ့ကိုပြစ်စီဆိုရှုံတာတွင်ရှိသည်လို့ခက်ခက်ခက်ခဲလမ်းပေါ်နေတိုင်းခဲကြရတယ်လို့ကိုတင်ရင်မောင်းတွင်နေခီးသွားတွေကပြောပါတယ်အတူပါလာ27နေကစပြီးတေချောင်းကနေဗုဒ္ဓောင်ထိဒွေပိတ်သွားဂလန်တီရှောက်ကိုဆက်နာရှင်တက်ကအင်အား200လောက်နဲ့စိတ်ချောင်းထိုးခဲ့တာလေးဖြစ်ပါတယ် စစ်ကြောင်းထူချီလမ်းပိတ်ထားတဲ့တွေ့ခီးတော်လေးစောက်နေအခဲကြုံရကြပြီးခီးတော်ကိုစပေးဆောင်တွေကထမင်းဟင်းချက်ပြုတ်ကျွေးမွေးခဲ့ကြရပါတယ်။ကလပိတ်ဆုပ်မှုကြောင့် ကိုစီပြလတ်တာလင်းရင်လက်မှန်စေးတတာကိုစင်းတို့မြင့်တဲ့တာနဲ့ကိုစီပြည့်စည်ဆုံးရှုံးတာတွေလေးဖြစ်ပေါ်ခဲ့ပါတယ်။